မင်္ဂလာပါခင်ဗျာ2023ခုနှစ်ဇန်နဝါရီလ16ရက်ဗိုလ်တူးနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်းနိုင်ပါမင်္ဂလာညချမ်းပါရှင်ကျွန်မကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00တင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ရှင် KNO ဌာနချုပ်ရှိရာလိုင်ဇာမြို့အနောက်ဖက်တောင်ကျောမှာအစိုးရတပ်ကဒီနေ့နေ့လယ်ပိုင်းကလေရင်တွေသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်လိုင်ဇာမြို့အနောက်ဖက်က ခါယာပွန်တောင်ကျောကိုမနေ့ကကတည်းကတိုက်ခိုက်နေတာလို့ KIA နဲ့ပူးတွဲတိုက်ပွဲဝင်နေတဲ့ ABS ရဲ့ကျောင်းသားတပ်မတော်မြောက်ပိုင်းကပြန်ကြားရေးတာဝန်ခံကိုမင်းထေက RFA ကိုပြောပါတယ်။ဒီနေ့တိုက်ခိုက်မှုမှာလေရင်တွေကနေစက်တနက်နဲ့ပြစ်တယ်လို့ဘုံနဲ့လဲကျဲခဲ့တယ်လို့ဆိုပါတယ်။တမရယုံပြောရေးဆိုခွင့်ရှိသူဦးရထွတ်ကတော့ KIA ဝဌာနချုပ်လိုင်စာကိုအစိုးရအနေနဲ့တိုက်ခိုက်ဖို့အစီအစဉ်မရှိကြောင်း RFA ကိုပြောပါတယ်။ဇန်နဝါရီလ14ရက်နေ့ကလိုင်စာမျိုးတွေကိုလက်နက်ကြီးကြီးစံတွေကြားရောက် ပောက်ကွဲခဲ့တာကြောင့်ရတသား၃ဦးတေဆုံးပြီးတချို့ဒဏ်ရာရခဲ့တဲ့အပေါ်မေးမြန်းရမှာ အဲ့ဒီနေ့ကအစိုးရတပ်ဖက်ကပြစ်ခတ်မှုမရှိတဲ့အကြောင်းအစိုးရတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးစံနေဆိုတာအတီးပြုတ်မပြောနိုင်ကြောင်းကြားရောက်ပောက်ကွဲတဲ့လက်နက်ကြီးကြီးအမျိုးအစားနဲ့ဖြစ်ပွားတာကိုလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုနဲ့သာဖြေရှင်းတဲ့ညောင်းဦးရထွက်ကပြောပါလိမ့်ခင်ဗျာကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်ပြီးဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ဖြေရှားကြဖို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ကတိုက်တွန်းပြောဆိုကြောင်းသိရပါဗျ။တိုက်ပွဲတွေကြောင့်ရပ်သားပြည်သူတွေထိခိုက်ဒေဆုံးမှုရှိလာတာနဲ့ပတ်သက်ပြီး ဒီနေ့နေပြည်တော်လွှတ်တော်စည်းဝေးတက်ရောက်လာတဲ့ဒေါအောင်ဆန်းစုကြည်ကအခုလိုပြောကြားခဲ့တာဖြစ်တဲ့အကြောင်း AOR သတင်းဌာနကဖော်ပြထားပါဗျ။ကချင်စစ်ပွဲနဲ့ပတ်သက်လို့တကဘာလုံးကစိုးရိမ်ကြောက်ကြောက်မှုတွေဖြစ်နေကြကြောင်းနဲ့တိုင်းရင်းသားအရေးဆိုတာလူတိုင်းရဲ့အရေးဖြစ်ကြောင်းတိုင်းဒေသကြီးနဲ့ပတ်သက်လို့အပြင်းလဲလေးစားယုံကြည်မှုတိဆောက်ရမှာဖြစ်ကြောင်းဒေါအောင်ဆဲစုကြည်ကပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်ရှင်။ကချင်ပြည်နယ်တွင်စစ်ပွဲတွေအချိန်မြင့်နေတဲ့ပေါ်အထူးဆိုရင်မကင်ဖြစ်မိကြောင်း EU ဥရောပသမဂ္ဂနိုင်ငံသားရေးရာအကြီးအကဲ Miss Catherine Ashton ကပြောလိုက်ပါတယ်။ကချင်ပြည်နယ်ကစီးရေးပဋိပက္ခတွေကြောင့်မြန်မာနိုင်ငံတွင်းမှာဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုထိခိုက်မှာစိုးရိမ်မိတဲ့အကြောင်းနဲ့လက်နက်ကြီးတန်းကြောင့်လိုင်ဇာမှာအရက်သားတွေတည်ဆုံရတာတွေအတွက်အထူးတုံ့လို့မိကြောင်း EU နိုင်ငံသားရေးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ကချင်လူထုတွေနောက်ထပ်ဘေးအန္တရာယ်တွေထပ်မတိုးရအောင်နှစ်ဦးနှစ်ဖက်အမြန်ဆုံးညှိနှိုင်းဆွေးနွေးကြဖို့နဲ့ကချင်ဒုက္ခသည်တွေကိုကူညီနိုင်ဖို့လမ်းတွေဖွင့်ပေးထားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဒီချိန်ထဲမှာပဲကချင်ပြည်နယ်မှာအစိုးရတပ်က အခုလိုလေချောင်းနဲ့ပါစီရအရှိန်မြင့်လာတဲ့အပေါ်ဒီတိုင်အစိုးရအနေနဲ့အထူးစိုးရိမ်မိတဲ့အကြောင်းနဲ့ဒီပြဿနာဟာသမ္မတဦးသိန်းစင်အစိုးရရဲ့ပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုအကြီးအကျယ်ချိတ်ချောက်နေတယ်လို့ပြည်ထောင်စုနိုင်ငံသားဝန်ကြီးအယ်လစ်တဲဘတ်ကပြောလိုက်ပါတယ်။နေပြည်တော်မှာချင်းပနေတဲ့ပြည်ထောင်စုလွှတ်တော်စည်းဝေးမှာပြည်ထောင်စုအစိုးရအဖွဲ့ကဆောင်ရွက်ဖို့တင်ပြတဲ့ငါးနှစ်တာအတွက်မြို့သားစီမံကိန်းဥပဒေမူကြမ်းကိုဒီကနေ့ဆက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ဒီကနေ့ဆွေးနွေးပွဲမှာမွန်ပြည်နယ်မြို့သားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာပညာအောင်မိုးက တောင်သူတွေရဲ့နှစ်နာမှုတွေကိုတင်ပြခဲ့ပါတယ်။တက်မတော်ကလဲရမြေတင်းယူမှုတွေမှာတောင်သူတွေကလက်နက်နဲ့အာဏာကိုကြောက်ရတာကြောင့်လက်မှတ်ထိုးပေးလိုက်ရကြောင်းဥပဒေအတိုင်းတရားနည်းလမ်းတခြားတင်းယူခြင်း ဖြစ်တယ်လို့လွှတ်တော်မှာတာဝန်ရှိပုဂ္ဂိုလ်တဦးကပြောကြားခဲ့ပေမဲ့လွတ်လပ်ရေးရကစားကဥပဒေအတိုင်းရောချေးပေးခဲ့တာကြောင့်ကျက်တန်းပေါင်းများစွာတန်တဲ့မြေအတွက်ယာကနန်းတာတာပဲရခဲ့တာကိုထောက်ပြပြီးလယ်သမားတွေရဲ့နစ်နာမှုတွေကိုငဲ့ညာတင်ကြောင်းဒေါက်တာပညာအောင်မိုးကဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်နယ်တွင်းကဒုက္ခသည်တွေပြန်လည်ထူထောင်ရေးကိစ္စမှာလက်တတော်လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ထိုင်းနိုင်ငံဆိုင်ရာအီရန်သမ္မတကြီးကပြောလိုက်ပါတယ်စစ်တွေမျိုးပေါ်ကဒုက္ခသည်စခန်း၅ခုကိုမနေ့ကတွားရောက်ကြည့်ရှုခဲ့တဲ့အီရန်သမ္မတကြီးဟူစိန်ကမာလီယန်ကဒီကနေ့မနက်ပိုင်းမှာ RFA ကိုအခုလိုပြောခဲ့တာပါဒုက္ခသည်တွေကကြားမရစောင့်ရှောက်မှုနဲ့စာနယ်ဇင်းကလက်တတော်လိုအပ်နေတဲ့အတွက်ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးမှရေရှည်ဆက်လုပ်ရမယ့်ကိစ္စတွေကိုစဉ်းစားသင့်တယ်လို့ဆိုပါတယ် အီရန်နိုင်ငံအနေနဲ့ဒုက္ခသည်တွေပြန်လည်ထူထောင်ရေးအတွက်အကူအညီပေးရသွားဖို့လည်းရှိပြီးလက်ရှိမှာလည်းဒုက္ခသည်တွေအတွက်ယာယီတဲယုန်တွေကိုလေရင်နဲ့ပေးပို့ထားတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံဆိုင်ရာအီရန်တန်မတ်ကြီးနဲ့အဖွဲ့ဟာမနေ့ကညနေပိုင်းမှာရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲပြီးမှာအီရန်ကိုယ်စားလှယ်တွေကပဋိပက္ခဖြစ်ချင်းမှာနှစ်ဖက်ပြန်ပြီးတင်းတင်းမြတ်မြတ်နေထိုင်နိုင်ဖို့အဓိကလိုအပ်တဲ့အတွက်အီရန်နိုင်ငံမှာကိုးကွယ်တဲ့ဘာသာမတူသူတွေကိုဘယ်လိုအတူရှင်တွဲနေထိုင်ကြရလဲဆိုတာကိုလာရောက်လေ့လာဖို့ ရခိုင်ပြည်နယ်မှာပြည်ပကဖြစ်နေတဲ့နှစ်ဖက်ကိုယ်စားလှယ်တွေကိုဖိတ်ခေါ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာကုံစိန်နှောင်းချဆင်းရီဥဆောင်လှရှားသူကိုထင်ကျော်ရဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာတင်းစာရှင်းလင်းပွဲကိုရန်ကုန်ကြောက်တရားမြို့နယ်မှာရှိတဲ့မြန်မာ journalist ကွန်ရဲ့ရုံးခန်းမှာမင်းညပိုင်းကပြန်လည်ကျင်းပခဲ့ပါတယ်ပြီးခဲ့တဲ့တင်းင်းတွေနေ့ကတော်ဝင်နှင်းစီခန်းမမှာကျင်းပဖို့စီစဉ်ခဲ့ပေမဲ့ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်ဦးသိန်းနိုင်ဦးဆောင်တဲ့လူတစုဟာကိုထင်ကျော်ကိုဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက်တင်းစာရှင်းလင်းပွဲဟာပြတ်သွားခဲ့ရပါတယ် မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကုထင်ကျော်ကပြည်သူဝန်ထမ်းတွေလစာရိတ်ခါဖူလုံမှအာဂတိလိုက်စားမှုကင်းဝေးပြီးတရားဥပဒေစိုးမိုးမှု ရှိမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အာဏာပိုင်တွေနဲ့နှိဆက်သူခရိုနီစီးပွားရေးသမားကြီးတွေကကဏ္ဍပေါင်းစုံမှာချုပ်ကိုင်နေတာတွေကြောင့်မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုအားနည်းတာဖြစ်တယ်လို့လည်းကုထင်ကျော်ကပြောဆိုသွားပါတယ်ရှင်။ငင်းညမ်းပါစေကဘာမြေဆိုတဲ့ကောင်းစဉ်နဲ့ရမုံငွေစာအုပ်ဇေယောင်းပွဲတော်နဲ့ဂီတဖြိုလ်ပွဲကို ရန်ကုန်ကံတော်ကြီးကဝေးဥယျာဉ်မှာနိုင်ငံချင်းသားဟောင်းများအဖွဲ့ချုပ်ကမနေ့ကစတင်ကျင်းပနေပါတယ်ဒီဇေယောင်းပွဲကို၄ရက်ကျင်းပမှာပါစာအုပ်ရောင်းပွဲတော်ကရရှိမဲ့အမြတ်တွေကိုပချင်းစပြေဒုက္ခတွေနဲ့မိဘမဲ့ကလေးပညာရေးအတွက်ထောက်ပံ့ကူညီသွားမှာဖြစ်တယ်လို့အဲ့ဒီပွဲကိုဥစည်းကျင်းပသူတွေကပြောပါတယ်ခင်ဗျာစီးပွဲတော်လုပ်ရမယ်ဆိုတော့ဒါကလည်းပဲမြားပြည်သူလူတို့ရဲ့ဉာဏ်ကြီးပွင့်ဉာဏ်ကြီးပွင့်လင်းစေဖို့ကူညီတဲ့သဘောနဲ့လေစာအုပ်စီးပွဲတော်လုပ်ရချင်ဖြစ်ပါတယ် မြန်မာလူငယ်တွေစီးပွားရေးနဲ့တမွေးဝမ်းကြောင်းလုပ်ငန်းခွင်တွေကိုအသင့်ဝင်ရောက်နိုင်အောင်ကျွမ်းကျင်မှုပညာတွေသင်ကြားပို့ချပေးမဲ့ဌာနတစ်တစ်ခုကိုပညာရေးဝန်ကြီးဌာနကုလသမဂ္ဂ UNESCO အဖွဲ့နဲ့ American Chess Society PepsiCo ကုမ္ပဏီတို့ပူးပေါင်းပြီးရန်ကုန်စီးပွားရေးတက္ကသိုလ်မှာဒီကနေ့မနေ့ကဖွင့်လှစ်လိုက်ပါတယ်။စီးပွားရေးနယ်ပယ်ကထင်ရှားတဲ့ပုံကိုယ်တွေကဒီသင်ကြားရေးဌာနမှာပုံမှန်လာရောက်ဟောပြောပို့ချကြတယ်လို့သိရပါတယ်။သင်ကြားပို့ချမဲ့သူတူဖြစ်တဲ့ PepsiCo ကုမ္ပဏီရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဋ္ဌကနိုင်ငံစုံကုမ္ပဏီတစ်ခုရဲ့စီးပွားရေးခေါင်းဆောင်တူဖြစ်တာဝန်ထမ်းဆောင်ရခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့ဖွင့်ပွဲအခမ်းအနားမှာဟောပြောပို့ချခဲ့ပါတယ်။ဒီနေ့အခမ်းအနားကိုမြန်မာအစိုးရပညာရေးဝန်ကြီးဒေါက်တာမြအေးနဲ့စီးပွားရေးတက္ကသိုလ်ဆရာဆရာမတွေ UNESCO အဖွဲ့နဲ့ Pepsi ကုမ္ပဏီကအရာရှိတွေတက်ရောက်ခဲ့ကြပါတယ်ရှင်။ချင်းပြည်နယ်ဟာခါမြို့မှာလျှက်စစ်မီအလုံလောက်မရတဲ့အပေါ်လူမှုစာနာပြပွဲတစ်ခုကိုဒီကနေ့ပြုလုပ်ခဲ့ပါတယ် အဲ့ဒီဆန္ဒပြပွဲကိုဟာကမြို့ကနမ်မကြီးရမီရဖအုံးကဥဆောင်ပြီးမြို့ကန်လူလူအများအပြားပါဝင်ခဲ့တယ်လို့သိရပါတယ်ဆန္ဒပြသူတွေဟာဝမ်တူးမောင်အားကစားကွင်းကနေဟာကမြို့လေဘူဂျိုလန်တျှောက်ကြီးတက်ပြီးတော့ညတိုင်းမီးပေးပါမဟာတအားလိုက်အမြန်ဆုံးဆောင်ရွက်ပေးပါဆိုတဲ့ပိုစတာတွေကန်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာပါဟာကမြို့မှာ၄ရက်တကြိမ်သာလျှက်စင်ပြီးရရှိတာဖြစ်ပြီးတော့တကြိမ်မှာ၅နာရီသာလျှက်စင်ပြီးရရှိတယ်လို့ဆန္ဒပြသူတွေကပြောကြပါတယ် ဒီဆန္ဒထုတ်ဖော်ပွဲကိုအာဏာပိုင်တွေကလုံခြုံရေးယူပေးတာကလွဲလို့တားဆီးနှောက်ရှက်တာမရှိဘူးလို့သိရပါတယ်ခင်ဗျာ2013ခုနှစ်နာဂရိုးရာနှစ်တကူပွဲတော်ကိုစကိုင်းတိုင်းဒေတာကြီးနာဂကိုပဲအုတ်ချုပ်ခွင့်ရဒေတာမှာရှိတဲ့လဟေမြို့မှာမနေ့ကကျင်းပခဲ့ပါတယ်ဒီနှစ်တကူပွဲတော်ကိုသမလာယုံဝင်ကြီးဦးလာထွန်းနဲ့ဝင်ကြီးဌာနတာဝန်ရှိသူတွေအစိုးရနဲ့ပြည်ခက်ရဆဲရေးသဘောတူလက်မှတ်ရေးထိုးထားတဲ့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီတာဝန်ရှိသူတွေနဲ့ဒေတာကန်တွေနာဂတိုင်းရင်းသားတွေတက်ရောက်ခဲ့ကြပါတယ် ်အခုနှစ်အတွက်နာဂရိုးရာနှစ်တကူးပွဲတော်ကိုကချင်ပြည်နယ်နဲ့နန္ဒမိတ်ချင်းနီးစပ်နေတဲ့နန်းရုံမြို့နယ်မှာကျင်းပဖို့စီစဉ်ခဲ့ပေမယ့်နည်းမြေအေးချမ်းမှုမရှိတာကြောင့်လဟေမြို့မှာပြောင်းလဲပြီးကျင်းပခဲ့တာလို့ဆိုပါရယ်အရင်ကနာဂရိုးရာပွဲတော်တွေကိုနိုင်ငံခြားသားကဘာလှည့်ခရီးသည်တွေအများပြားလာရောက်ခဲ့ပေမယ့်အခုနောက်ပိုင်းမှာဒေတာဆိုင်ရာအာဏာပိုင်တွေကနာဂရိုးရာဝစ်စင်တွေကိုပြောင်းလဲဝစ်စင်ခိုင်းတာတွေကြောင့်နိုင်ငံခြားသားဧည့်သည်တွေလာရောက်တာနှေးပါလာတယ်လို့သိရပါရယ်ရှင် ီညအတွက်သတင်းကဏ္ဍကတော့ဒီမြပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြရတဲ့ကျေးဇူးအထူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ပြသွားမှာပါ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင် FM ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါခင်ဗျာအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးပါတော့မယ်ကုံစင်းနှုတ်ချဆင်းရေးလှုပ်ရှားမှုဖွဲ့ခေါင်းဆောင်ကုထင်ကျော်ဟာတရားဥပဒေစိုးမိုးရေးကိုစိန်ခေါ်နေမှုများဆိုတဲ့ခေါင်းစဉ်နဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်ဒီသတင်းစာရှင်းလင်းပွဲကိုကိုရိုင်းသွားရောက်သတင်းယူခဲ့တဲ့ RFA ဖွဲ့သားကုကျော်ဇောဝင်းကသတင်းပေးပို့ထားပါတယ်ရှင်အဲ့တော့ကုကျစ်တရားပြည့်စည်းခြင်းနေတဲ့အခါလူပေါင်းလူပေါင်းကောက်ဖြည့်စည်းရကြောက် တရားဥပဒေစိုးမိုးရေးကိုစိန်ခေါ်နေမှုများဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲကိုတန်ကာရော်တွေပါတက်ရောက်ပြီးနေရာအနှက်ဥရင်မဲ့လောက်ရတွေရှိနေသဲဆိုတာကိုရှင်းပြကြပါတယ်အဲ့ဒီနောက်ဒီပွဲကိုအဓိကဥဆောင်ကျင်းပတဲ့ကုံစင်းလုံးကြဆင်းရေးအဖွဲ့ကခရိုနီခေါ်စစ်အစိုးရအဆက်ဆက်နဲ့ပူးပေါင်းပြီးကြွယ်ဝချမ်းသာနေကြတဲ့သူတွေကိုကန့်ကွက်ကြောင်းပြောကြပါတယ်လူလူတွေကပျော်လင်းတကြီးနဲ့အားကိုးရမဲ့နေတဲ့အနေအထားမှာကြောင်းလဲပါပြီးဆိုတဲ့ အဲ့ဒီစကားသံဒီအောင်မှာကျွန်တော်လူလူကဒုက္ခရောက်ပြီးရောက်ပြီးငက်ပြီးငက်ပြီးဖြစ်နေပါဒီကနေ့ကြောင်းလဲပါပြီဆိုတဲ့လူတွေဘတ်စကားတိုးစီးဘူးရဲ့လားလို့ကျွန်တော်ဝေးချင်ပါတယ်အဲ့တော့ဒီနေ့လှုပ်ပေးလို့ရရင်ရရဲ့သားနဲ့ဘာကြောင့်ဒီ9000တော့မဟုတ်ပေးတယ်စင်ကဲစင်ကဲရှော့ချခြင်းကပြည်သူရဲ့အစီအစစ်ကိုစင်ကဲစင်ကဲဆုံးယူခြင်းလို့ဒါကျွန်တော်တို့ကတုံးတက် အဲ့တော့လူလူအကျိုးစီးပွားရေးလုပ်တဲ့မှာပြည်စီမီလက်ကုန်ပြီးသွားပဲကုန်ပြီးတစ်ခုကချုပ်ကန်ထားတယ်ဝင်ကြီးစင်ရှိတဲ့ပုံပေါ်ရသားသမီးတွေလုံးဒါဒီကနေ့ကြီးလုံးနေတယ်အဲ့တော့ဒီချက်လက်တွေရင်းမိတဲ့အားလုံးကျွန်တော်တို့လက်ထပ်မှာဆက်အဲ့တော့ခရိုနီတက်ပြက်ရေးဆိုတာဈေးသိမ်းမြင့်နဲ့တင်းချာလေ့လာပြီးတော့မှခရိုနီကိုထောက်ခံကြပါနော်ကျွန်တော်တို့ကဈေးကြီးနဲ့လေ့လာပြီးတော့ခရိုနီကိုကန့်ွက်တယ်နော်ခရိုနီတီကြီးဒီဖြစ်တယ်တဲဒီဖြစ်တယ် ခရိုနီယာဘယ်တော့မှပြည်သူလူထုရဲ့အကျိုးစီးပွားမကြည့်ဘူးဆိုတာဒီနေရာလေးကျွန်တော်ပြောမယ်။တကယ်တော့ဒီသတင်းစာရှင်းလင်းပွဲဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီခမ်းမမှာပြုလုပ်ဖို့ဖြစ်ပေမဲ့အဲ့ဒီနေ့ကခရိုနီတအူးဖြစ်တဲ့ရိုးရိုးလေးကုံဒီပိုင်ရှင်ဦးသိန်းနိုင်နဲ့လူနှစ်ယောက်ကဝင်ရောက်ဖျက်ဆီးခဲ့တဲ့အတွက်ပွဲပြက်ခဲ့ပါတယ်။မပြောလို့မယ်ခရိုနီတယောက်ရဲ့လုံးကြံမှုကျက်ဖတ်မှုကိုခံခဲ့ရပါတယ်။ဒါဟာကျွန်တော်တို့အခုသတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ခေါင်းစီရဲ့ ုံရည်တူတယောက်ပြီးဆုံးမမှုကိုစိန်ခေါ်နေမှုများဆိုတဲ့ခေါင်းစဉ်မတင်ခင်မှာပဲကျွန်တော်တို့စိန်ခေါ်ခံရရတယ်သို့တော့ဒီကိစ္စကကျွန်တော်တို့ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်ကိုသိန်းနိုင်ကိုကျွန်တော်ပြင်ပြပါဘူးသူနဲ့ကျွန်တော်နဲ့လည်းမရင်းနှီးပါဘူးသူကကျွန်တော်တို့နိုင်ငံသားတယောက်ဆိုတော့ကျွန်တော်တို့ကသူကြီးလက်ခံပါတယ်ကျွန်တော်သူ့ကိုကျွန်တော်ပို့ဖို့ရေးရ မုန်းလည်းမမုန်းပါဘူးကျွန်တော်တို့ကကျွန်တော်တို့ချူပြည်ရဲ့နေစီရဲ့တောက်ကျွန်တော်တို့နိုင်ငံသားတွေတို့တော့ကိုသိမ့်နိုင်တယ်မကပါဘူးဘုတုံမူကြီးတန်းကြီးဆိုတဲ့လူစုအချို့အတွက်ကျွန်တော်တမာမှုတွေပြုတ်ခဲ့ပုံမှာပဲဖြစ်ပါ အဲ့ဒီနေ့ကသတင်းစာရှင်းလင်းပွဲကိုဥဆောင်ခဲ့တဲ့ကုံစင်းလုံးကြဆင်းအဖွဲ့ခေါင်းဆောင်ကိုထင်ကျော်ရိုက်နှက်ခံခဲ့ရပါတယ်။ကုံစင်းလုံးကြဆင်းအဖွဲ့ခေါင်းဆောင်ကိုထင်ကျော်ဟာပြီးခဲ့တဲ့နှစ်ကုန်ဒီဇင်ဘာလ15ရက်နေ့ကလည်းခရိုရီတွေနဲ့စီဝတူဗိုလ်ချုပ်ကြီးတွေကိုကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။တစက်ထဲမှာပဲလေဘရောင်းတောင်ကျင်းနီစီမံကိန်းကိုငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့တန်ကာရော်တွေအပေါ်အကြမ်းဖက်နှိမ်နင်းမှုကိုလည်းရှုံချပြောဆိုခဲ့ပါတယ်ခင်ဗျာ။ ပြည်တွင်းလေးလာရေးခီးစဉ်ဖြင့်ရောက်ရှိနေတဲ့ထိုင်းပြည်မှာနေစားအခြေစိုက်လူ့ဘောင်တစ်ဒီမိုကရက်တစ်ပါတီကရန်ကုန်မြို့မှာမနေ့ကသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။အသေးစိတ်ကို RFA သတင်းတောက်ကိုတီဟာထွန်းကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။ပြည်တွင်းလေးလာရေးခီးစဉ်အဖြစ်ရောက်ရှိလာတဲ့ထိုင်းပြည်မှာနေစားအခြေစိုက်လူ့ဘောင်တစ်ဒီမိုကရက်တစ်ပါတီရဲ့သတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့ဟုံးခမ်းမမှာဒီကနေ့မနေ့ပိုင်းကကျင်းပခဲ့ပါတယ်။ဒီမော်တီဒီမိုကရက်တစ်ပါတီကအစိုးရအဖွဲ့တာဝန်ရှိပုဂ္ဂိုလ်တွေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ NLD ပါတီ88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေစရှိအဖွဲ့တွေနဲ့တွဲဆုံပြီးမှကုလသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။အားလုံးကြားပါမယ်။အားလုံးကြားပါမယ်။ဒေသရှင်းလင်းပွဲမှာပါတီအထွေထွေအတွင်းမှဦးငွေလင်းကမိလာရဲ့ကိုယ်စားလှယ်တူးချင်းကိုမိတ်ဆက်ပေးကာပြည်တွင်းကိုဘာအတွက်ဝင်ရောက်လာသလဲဆိုတာကိုအဲ့ဒီဒေသရှင်းလင်းပွဲမှာရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့အဆက်တစ်နှစ်ကြာဝေးကွာနေတဲ့ကျွန်တော်ရဲဘော်တွေဒီထဲမှာရှိတဲ့ဒီကောင်ကဒီမိုကရက်တစ်ပါတီကိုရဲဘော်တွေ အဲ့ဒီရေပေါ်နေတဲ့ကျွန်တော်တို့တွေ့တယ်ဆုံတယ်ကျွန်တော်အခြေအနေကိုပြင်ပြစီရင်ခံတယ်နောက်ပြီးသူတို့စီကအကြံဉာဏ်ရပြီးသူတို့ကိစ္စဖြစ်ပါတယ်နံပါတ်1ဒီရချက်ကတော့ကျွန်တော်တို့မဟာမိတ်များ NLD ပါဝင်88ဒီကိုများပါဝင်ကျွန်တော်မဟာမိတ်တွေအားလုံးနဲ့ကျွန်တော်တို့တွေ့ဆုံတယ်ကျွန်တော်ပြင်ပြတယ်သူတို့ရဲ့အကြံဉာဏ်ကိုကျွန်တော်ကြားပြီးလဲသူတို့ကိစ္စဖြစ်ပါတယ်ငြိမ်းချမ်းရေးပေါ်ဆောင်ရေးလုပ်ငန်းပေါ်ဖြစ်တဲ့ဥအောင်နဲ့ကျွန်တော်တွေ့တယ်နောက်ပြီးတော့မှတရားရုံးကြီးဖြစ်တဲ့ ဒီကျုပ်တည်းနဲ့ကျွန်တော်တွေ့တယ်။ဘဝကရဲ့ဒီဖြစ်တဲ့ဥပ္ပယီတို့ဒီဌာနနဲ့ကျွန်တော်တွေ့တယ်။နောက်ပြီးတော့ကျွန်တော်ပါတီရလည်းပဲအနည်းနဲ့အများဆုံးတို့ကျွန်တော်ကာလတစ်ခုမှာပြတ်တော့မှတ်ဖို့တင်မှာဖြစ်တဲ့အတွက်မှတ်ဖို့တဲ့အခြေအနေလေးဖြစ်ပေါ်မှာဖြစ်တဲ့အတွက်ကျွန်တော်ရွေးတော်ပွဲကောင်းရှိတဲ့ဥက္ကရာဥပ္ပယီနဲ့ကောင်းရှိတဲ့အခွင့်အရေးကိုကျွန်တော်တွေ့ပါတယ်။ဆက်လက်ပြီးသတင်းတော်တွေရဲ့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလက်မခံနိုင်ပဲ ဘာကြောင့်ပါတီကိုမပုံပြန်တင်မလဲဆိုတဲ့အမေးကိုလူပေါင်းတိဒီမိုကရက်တစ်ပါတီဘိုးဦးဆောင်ကော်မတီဝင်ဦးစောစောထွန်းကအခုလိုပြောပါတယ်။လူကြီးရဲ့ကြိုးစည်းပွားကိုပေါ်ဆောင်နိုင်တဲ့အချက်တွေမပါသေးတဲ့ပြည်သူလုံးခံနိုင်ဆိုတာအခုမှနေနေပြောထားပါတယ်။တမနာရှိနေတဲ့စာရင်းမှာလည်းရှိတာ။ဒါပြင်တော့တောင်းရှိကိုလက်မခံနိုင်လို့ပဲဘာကြောင့်ပါတီမပုံပြန်ရလဲဆိုရလက်ရှိအချိန်နေမှာကျွန်တော်တို့ပါတီက27နှစ်ကြာလူမှုနယ်ဝေးတဲ့နေဆက်တွေကမှချိန်ဆနေတာ။ တော့အပြောင်းလဲနေလို့ခုနပြောလို့နှစ်ကာလရှိရှိပြောင်းလဲအောင်လုပ်ဆောင်နိုင်လို့ဆိုရင်ပါတီကိုညီညွတ်ကြတဲ့မှာပြန်ရက်တည်။အဲ့ဒီအတွက်လက်တော်မှာတော့ဒီ2008ပြည်သူ့အကြံပေါ်ချေတာဥပဒေကိုပြင်ရေးဆိုတဲ့လုပ်ငန်းကိုပဲဆောင်ရွက်ဖို့ဆိုရဲဒီလိုကျွန်တော်ပါတီမှာပုံပြဆက်သွားတာဒီကနေ့နိုင်ငံရေးအခင်းကျင်းတွေပေါ်သဘောထားနဲ့88ရေးတော်ပုံမျိုးဆက်တွေလက်တွဲဆောင်ရွက်မဲ့ညီလာခံကျင်းပမဲ့ကိစ္စနဲ့ပတ်သက်ပြီး RFA ရဲ့အမေကို ပါတီအထွေထွေအတွင်းမှဦးမွေလင်းကအခုလိုဖြေကြားပါတယ်ကျွန်တော်တို့မြင်တာတော့ကျွန်တော်အားလုံးကဟိုဒီမိုကရေစီရင်းချမ်းရေးမျိုးသားပြန်လည်တည်နေတာပေါ့ဒီကိစ္စလေးပဲဆောင်ရွက်ဖို့ကျွန်တော်ကြိုင်နေတာဖြစ်တာဟုတ်အဲ့တော့ဆိုးရအနေနဲ့ဒီကိစ္စကိုဆောင်ရွက်နေပြီဆိုရင်ကျွန်တော်ဂျားထဲမှာဘာမှကိုကွက်လွဲစရာမရှိပါဘူး။အဲ့တော့သူကအမှန်တကယ်ဒီကိစ္စကိုဆောင်ရွက်နေဖို့ပဲအခြေကြီးတယ်ကျွန်တော်မြင်ပါတယ်။အဲ့တော့ကျွန်တော်ဂျားထဲမှာ ဟိုအတိုက်ခံဖြစ်သွားစရာတော့မဟုတ်ပေါ့ဗျာတခုခုဟိုငင်းပွားစရာဖြစ်သွားမယ်ကျွန်တော်ပြောပြအဲ့ဒီလိုမဖြစ်ဖို့ပဲတကယ်တမ်းကြောက်ဖို့ရည်ကြီးတယ်ကျွန်တော်မြင်ပါတယ်မြန်မာနိုင်ငံကအခုဖြစ်ပေါ်နေတဲ့နိုင်ငံခင်းကျင်းပေါ့ဗျာဒီခင်းကျင်းကတကယ်ပြည်ပြန်ပြောင်းလဲမှုဆိုတဲ့တကယ်အခြေခံကြတဲ့ပြည်ပြန်ပြောင်းလဲမှုဆိုတဲ့စံနဲ့တိုင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဘာမှမပြောပါတော့ဘူးလို့ကျွန်တော်မြင်တယ်တချို့ကိစ္စတွေမှာ ပြောင်းလဲမှုတစုံတရာရှိနေတာကိုဒီလိုတွေ့ရပါတယ်။အတန်အရပြောင်းလဲမှုတွေကျွန်တော်တွေ့ရပါတယ်။သို့တော့တကယ်လက်တွေ့ကြတဲ့အခြေခံလူထုအတွက်ရည်အေးလောက်တည်ပေါ့ဗျာ။ပြောင်းလဲမှုတွေဘာမှမဖြစ်သေးဘူး။နောက်ပြည်ထောင်စစ်ကိုရပ်တည်နိုင်တော့အာမခံနိုင်တဲ့အပြောင်းလဲတွေတော့ကျွန်တော်မယုံကြည်ဘူး။အဲ့ဒီဥစ္စာတွေကတကယ်ကျွန်တော်အားလုံး အစိုးရရောတပ်မတော်ရောကျွန်တော်အင်အားစုတွေအားလုံးရောလူထုရောကျွန်တော်တည်တည်ချာချာကိုတက်ညီလက်ညီစူးစမ်းမယ်ဆိုတဲ့စုံပြတ်ချက်မရှိဘူးဆိုရင်ဒီအပြောင်းလဲတွေဒီတိုင်းတက်နေတယ်ကျွန်တော်ထင်တယ်။ဘာမှဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။အဲ့တော့ကျွန်တော်အားလုံးကစူးစမ်းပြီးတော့မှအင်အားစုတွေအားလုံးတက်မတော်အပါဝင်စူးရပါမယ်။တကယ့်ကိုစိတ်ပိုင်းဖြတ်မှုရှိရှိနဲ့တကယ့်ဒီမိုကရေစီပြည်ထောင်စုတည်ဖို့လူချင်းနေဆိုတဲ့ညှို့မှန်းချက်နဲ့ဆောင်ရွက်မှသာလေအားလုံးပန်းတိုင်ချောချောမောမောညီညီညွတ်ညွတ် အားလုံးပဲအာမခံနိုင်သွားလိမ့်မယ်လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီဟာ1990ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင်ဒုတိယပါတီဝင်အင်အားအများဆုံးပါတီတစ်ခုဖြစ်ပြီး1990ခုနှစ်မှာနဝတစစ်ဆိုးရရဲ့ပါတီဖြစ်သိမ်းမှုကိုခံခဲ့ရပါတယ်မလေးရှားနိုင်ငံတွေကရောင်းတန်းမဝင်တဲ့ကွန်တီတွေမြန်မာနိုင်ငံတွင်းကိုဈေးနှုန်းတက်တက်တသားနဲ့ဝင်ရောက်နေတာကြောင့် တနင်္လာရီတိုင်းတွင်းကကွန်သီးစိုက်ပျိုးသူတွေနဲ့အလုပ်သမားတွေဟာအခက်အခဲတွေ့နေရပါတယ်။ဒီအကြောင်းကို RFA သတင်းတောက်ကိုကျော်လွင်ဦးကတင်ပြပေးမှာပါရှင်။တနင်္လာရီတိုင်းဒေသကြီးကမေတာမြို့နယ်ခမောင်းတော်၆နားမှာရှိတဲ့စိတ်ဖြုံမြေခံပေါ်ညောင်တုံးကမိတ်ကြေးစာအင်းခေါင်းစည်းချောင်းဒပြူချောင်းရွာတွေဟာကွန်သီးစိုက်ပျိုးတဲ့လုပ်ငန်းကိုလိကထားလုပ်ကင်နေတာဖြစ်ပါတယ်။ကွန်းဒီလုပ်ငန်းစတင်ချိန်မှာဒဝဲမြို့နယ်နဲ့တရားချောင်းမြို့နယ်တွေက လုံသမားတွေအဲ့ဒီမှာလာရောက်လုတ်ကန်ကြပါတယ်လာရောက်လုတ်ကန်သူတွေဟာအကွန်းသီးတစ်လုံးကိုတစ်ချက်ရပြီးသူတို့ဘဝမှာဒီကွန်းသီးနဲ့ပဲအချိန်ကုန်တယ်အသက်သွေးကြောဖြစ်တယ်ဒါနဲ့ပဲကလေးတွေကိုကြောင်းထားတယ်လို့ဒီတခန်ကင်းရဲ့ဖော့ဝတ်တူကလည်းအခုလိုပြောပါတယ်ကွန်းသီးကတော့အခုသူတို့မြိုက်ခေရဒါနဲ့ပဲခေကိုရတယ်အသက်သွေးကြောပဲကောင်းကြတယ်ဒါနဲ့ပဲကောင်းနေတယ်လေဒါကြတယ် ုတင်းနဲ့ကြောင်းမနေဘာနဲ့သွားနေမှာအဓိကအဲ့လိုပဲခံရတာခါတပီလုံးတပီလုံးဆိုင်တဲ့လူကတစ်ထည့်တစ်ဖြည့်တယ်လေကွင်းဒီပင်တွေကိုမီးရုပ်လာဆိုက်ပြုတ်လာတာကြောင့်အရင်အနှီးအများကြီးမလိုပဲပြန်လာရောင်းချတဲ့အခါမှာကွင်းဒီတလုံးကိုထောက်ကျက်ဝန်းကျင်ရရှိတာကြောင့်ကွင်းဒီလုပ်ငန်းကအဲ့ဒီဒေသရဲ့အတမူဝန်ကြောင်းလုပ်ငန်းဖြစ်တယ်လို့တပြူချောင်းရွာကဥစောကဲတူကပြောပါတယ်ဒါကျွန်တော်တို့ကဒါမီးရုပ်လာကတည်းကနေပြီးတော့ဒါဆိုက်ဆိုက်လာခဲ့တာလေဟုတ်ဘူးဘဝပြင်စစ်ကတည်းကဆိုက်လာတယ် ကျွန်တော်တို့မှဆိုရင်အခုလက်ရှိရှိနေတဲ့ကျွန်တော်တို့ကြတော့ဒီကိုနေစိုက်ရရပြီကျွန်တော်တို့မှဟိုပါပေါ့အရင်နှီးမလို့ဘူးပေါ့ဗျာကျွန်တော်တို့မှလက်ရှိရှိနေတဲ့ဟာနဲ့ပဲကျွန်တော်ပြန်ပြီးတော့အစ်စ်တခါရုပ်ထောင်တာရဲ့ပြန်ပြီးတော့ဖြည့်တာရဲ့ပေါ့နော်ဒါတွေကကျွန်တော်တို့ရဲ့ငွေကြေးချေရမရှိဘူးပေါ့ကျွန်တော်တို့မှရှိနေသေးတာဖြစ်နေ၅သိန်း၆သိန်းအလုံးကြီး၆သိန်းတော့ထွက်မယ်အခုဆိုရင်လက်ရှိပေါက်ဈေးဒီမှာဆိုရင်တလုံး၆ကျပ်ရှိတယ်ဗျာဟုတ်ကဲ့သိန်း20ကျော်ပဲကတော့ရှိတာပေါ့ကျွန်တော်တို့ဒီအလုံးတိုင်းရောင်းမှဆိုရင် အချမ်းလုပ်ပြီးတော့ရောင်းတာကတော့ဒီထက်နည်းနည်းဈေးပိုတာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့အခုလို့ဒီအလုပ်သမားတွေမှားပြီးတော့အချမ်းလုပ်တယ်နောက်ပြီးတော့တခါလေကြတဲ့အချမ်းကကျွန်တော်တို့မှပိုလာလို့ရတယ်လေဈေးမြင့်လာတဲ့အချိန်ကျရင်ကိုရောင်းရင်အဲ့ဒီဈေးနည်းနည်းဈေးလေးမြင့်လာတဲ့အချိန်ကျရောင်းတော့ကျွန်တော်တို့ပြူပြီးတော့အကျိုးများရှိတာပေါ့အဲ့ကျွန်တော်တို့ဒီဒေသရဲ့ဟိုအဓိကဟိုရှိလုပ်ငန်းကတော့ဒီကိုနီကိုနီစိုက်တဲ့လုပ်ငန်းပေါ့ကမောင်းဆွေချောင်းဒေသက လူတွေဟာကွန်းသီးပင်တွေကိုအ ਨੇ စုံ9ဧကမှအများဆုံးဧကတရာအထိစိုက်ပျိုးလုပ်ကင်ကြပြီးကွန်းသီးပင်တစ်ပင်ဟာအလုံးကြီး9ယောက်ကျော်အထိထွက်ရှိတယ်လို့သိရပါတယ်။ကွန်းသီးပင်တွေကိုဒီဇင်ဘာလကစပြီးမလကုန်အထိလိလတာလုပ်ကင်ကြပါတယ်။ထိုင်းနဲ့မလေးရှားနိုင်ငံတွေကရောင်းနှံဝင်တော့တဲ့ကွန်းသီးတွေဟာအလွန်ချိုသာတဲ့ဈေးရုံးတွေနဲ့မြိတ်ကောတောင်ဘက်ကနေရေလမ်းကြောင်းနဲ့ရန်ကုန်မြို့ကိုဝင်နေတာကြောင့်မြန်မာနိုင်ငံအတွင်းမှာစိုက်ပျိုးပြီးပြန်လည်ရောင်းချတဲ့ကွန်းသီးဈေးကွက်ကဈေးကွက်ပြက်လူနီးပါးဖြစ်နေတယ်လို့ကွန်းသီးပွဲရုံနေစီက နေသိရပါတယ်ခင်ဗျာရခိုင်မြို့နယ်ရင်သွေးတောင်မြို့နယ်မှာရှိတဲ့အငူမော်ကမ်းခြေနေရာ၄ခုကတဲတွေထဲမှာရှားပါတတ်ထုအမြောင်များတွေ့ရတယ်လို့သိရှိရပါတယ်အပြည့်စုံကို RFA သတင်းတော့ကိုမင်းသိအောင်ကတင်ပြထားပါတယ်ခင်ဗျာ ရေတီတော်မျိုးနဲ့အငူမောကန်းချီဒုံပိုက်ကြီးရွာမှာပြီးခဲ့တဲ့2009ခုနှစ်ကရှားပါတိုင်တန်နီယံတပ်တုတွေအများများပါဝင်တဲ့ဒဲတွေကိုပြည်တွင်းအခြေစိုက်ခိုင်ခိုင်ကုမ္ပဏီကတနည်းနှီးပါကြအောင်စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်နဲ့အလေတန်ကျော်ကန်းချီတခြားမှာတရုတ်နိုင်ငံသားတွေပါဝင်တဲ့တပ်တုရှားပွဲတူဖို့ရေးကုမ္ပဏီတခုဖြစ်တဲ့ Go Final ကုမ္ပဏီကအ धिक နေရာလေးနေရာမှာ ိုက်တီနီယံသတ္တုအမြောင်းများရှာဖွေတွေ့ရှိတာဖြစ်တယ်လို့ရေတိတော်မြို့နယ်ဒုံပိုက်ကြီးရွာဦးရှိုးရင်မူဦးသိန်းကျော်က RFB ကိုပြောပါတယ်။ဒီကျွန်တော်တို့2000စနေစနေလာပိုင်းတော့ကတင်တယ်ကျွန်တော်တို့ဒီရန်ကုန်ကကျွန်တော်မြန်မာနိုင်ငံသားပဲသူတယောက်လာပြီးတော့ဒီကျွန်တော်တို့ဒုံပိုက်ရောက်မှာစမ်းတိုက်ခဲ့တယ်တပိုက်လောက်ကြာခဲ့တယ်သူကဟိုစက်ကြီးကတလုံးတည်ပြီးတော့ကျွန်တော်တို့ဒီဒုံပိုက်ကန့်ချီဟိုစမ်းတိုက်ခဲ့တယ်ဒါပေမဲ့တေးတွေပါဒီလိုထုံးကြွားတာတော့မရှိဘူးစမ်းတိုက်ခဲ့တာလို့ရှိ ဟိုတိုင်တေနီယံတက်တူဟိုထုတ်မယ်စမ်းတတ်မယ်အဲ့လိုပဲပြီးရတယ်အဲ့ဒါတိုင်တေနီယံတက်တူဟာအဖို့တန်တက်တူတစ်မျိုးဖြစ်ပြီးပေါ်ပါပြီးမာကြောတဲ့အတွက်လေရင်အင်ဂျင်နဲ့ဒုံးကြီးတွေအာကာသယာဉ်တွေပြုတ်လို့ရမှအသုံးပြုတဲ့တက်တူတစ်မျိုးဖြစ်တယ်လို့ကျောင်းဝင်သူတွေကပြောကြပါတယ်ခုရှာပွေတွေ့ရှိထားတဲ့တိုင်တနီယံတက်တူဟာရတိတော်မြို့နယ်အငူမော်နဲ့မောင်တော်မြို့နယ်အလေတန်ကျော်ကမ်းခြေအထိ မိုင်90ခန့်ရှည်လျားတဲ့ကံရွတန်းတစ်လျှောက်မှာ ရှိနေပြီးအဲ့ဒီကြီးရွာလေးနေရာလောက်မှာတော့အများပြားရှိနေတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါပြင်ဒီကမ်းရှည်တစ်လျှောက်ရဲ့အချို့သောနေရာတွေမှာပင်လယ်ရေပြင်ထဲမှာလည်းတွေ့ရှိရတယ်လို့သိရပါဗျ။ခုလိုတသက်တူအမြောက်များပါဝင်တဲ့သဲရီတွေကတသက်တူတွေကိုထုယူနိုင်ဖို့အတွက်ပြည်တွင်းရှည်ဆိုင်တရုတ်အမျိုးသားပိုင်း Go Finer Company က ြည်ထောင်စုအစိုးရအပြင်ပြည်내အစိုးရအဖွဲ့တွေနဲ့ညှိနှိုင်းဆွေးနွေးနေတယ်လို့ RFB ကစုံစမ်းသိရပါတယ်။အဲ့ဒီကမ်းခြေတစ်လျှောက်မှာတိုင်တင်နေရန်တပ်တူအများများရှိနေတယ်ဆိုတာကိုတရုတ်လူမျိုးတွေပန်ဆိုင်တဲ့ခိုင်ခိုင်ဥစုကုမ္ပဏီကပြီးခဲ့တဲ့2009ခုနှစ်ကတည်းကတွေ့ရှိခဲ့တာဖြစ်ပြီးရသေးတော်မြို့နယ်ဒုံပရွာမှာတနက်နီးပါးခန့်တပ်တတူစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။မြကြီးကိုပင်လေကန်းစားကမြကြီးကိုဆုတ်ဆွန်နဲ့ထိုးလိုက်တယ် ဆုတ်ချံနဲ့ထိုးလိုက်ပြီးတော့အဲ့ဒီဆုတ်ချံနဲ့ဓာရီမိကြီးကအောက်ကြီးကအောက်ကတေးကိုကလိုပြီးယူခဲ့အဲ့ဒီယူခဲ့ပြီးတော့သူတို့ရေခွက်မှထိပြီးတော့ဆေးတယ်ရေခွက်မှထိပြီးတော့ဆေးတော့အဲ့ဒီသူတို့လိုရှင်နေတတ်တူကဒီသာမန်တိတ်တဲ့လေးတယ်အလေးကြီးတော့သူကအောက်ကအနေထိုင်နေပြီးသေးနဲ့ရေနဲ့ထွက်သွားရင်သူတို့ကဟိုဟာအဲ့ဒီသူတို့လိုရှင်နေတတ်တူရင်ကကြံခဲ့တယ် ဒီကုမ္ပဏီအနေနဲ့ဒွန်ပိုက်ကြည့်ရအနောက်ဘက်တဖာလုံခန့်အကွာကန်းဆက်မှာအဲ့ဒီလိုတနက်နေပါကြအောင်တတူထုတ်လုပ်မှုတွေပြုလုပ်ပြီးနောက်2009ခုနှစ်ဇွန်လနောက်ဆုံးပတ်မှာတတူရင်ဝင်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ပြည်မဘက်ကိုရွှေ့ပြောင်းယူသွားတယ်လို့လည်းသိရပါဗျာ။ ဒါပြင်နိုင်ငံတော်အစိုးရစီကခွင့်ပြုချက်ယူပြီးတရုတ်နိုင်ငံကိုတည်ယူဖို့စီစဉ်ခဲ့ကြောင်းကိုလည်းအဲ့ဒီလိုတဲထုတ်လို့စရင်ခိုင်ခိုင်ကုမ္ပဏီမှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့အငူမော်ကြည်ရွာကမခင်မိုးမင်းကပြောပါတယ်သူတို့ပြတာကတော့ရန်ကုန်မှာကျူလူရရန်ကုန်မှာကျူမလို့ပြောတယ်ရန်ကုန်မှာကျူလို့မရဘူးဆိုရင်အစိုးရစီကနေပြီးတော့ပါမယ်တည်ယူခွင့်ပါမယ်ယူပြီးတော့တခါတည်းတည်ယူမလို့ပြောပါတယ်အစိုးရကတည်ယူခွင့်မရှိဘူးဆိုရင်ဒီမှာစဲယုံနေပါတယ်တည်မလို့လို့ပြောလို့ရှိပါတယ် နောက်ကတော့အဖွေးတွေကတော့အများကြီးပြလာတယ်တနည်းမှာတော့၃ဖွေးလောက်ကြတယ်နာတီးကြတော့မဲမထားဘူးကျမတို့လာလိုက်ပြန်တော့လိုက်လို့ပဲဒီနောက်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကဒီကမ်းခြေတစ်လျှောက်ကတိုင်းတနီယံတက်တူတွေရဲ့မြောင်းများပါဝင်တဲ့တဲတွေကိုစိတ်ဝင်စားလာကြပြီးတရားမဝင်ခိုးထုတ်မှုတွေရှိနေခဲ့တယ်လို့လည်းဒေသခံတွေကပြောဆိုပါတယ်။အဲ့ဒီလိုတရားမဝင်ထုတ်ယွင်မှုတွေရှိနေတာကိုဒေသအာဏာပိုင်တွေကသိရှိသွားတဲ့အတွက် ပြီးခဲ့တဲ့2012ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာဒဇုံတရားများထုတ်ယူခြင်းမပြုဖို့တားမြစ်ပိတ်ပင်လိုက်တယ်လို့လည်းသိရပါတယ်။အဲဒီနောက်ပိုင်းတွေ့ရှိချက်တွေကိုနေပြည်တော်မှာတက်ခွဲစမ်းသပ်တဲ့အခါမှာအဲဒီသဲတွေထဲမှာယူရေနီယံ၊တိုက်တနီယံ၊ဇိုက်ကိုနီယံပါဝင်အရှာဓာတ်တူပေါင်း20ကျော်ပါဝင်တယ်ဆိုတာကိုတွေ့ရှိရကြောင်းအစိုးရအရာရှိတွေရဲ့အတိုင်းဝိုင်းကအတည်ပြုပြောဆိုပါတယ်။ဒါပြင်အဲ့ဒီတိုင်တင်းနေတဲ့တတူတွေအများများပါဝင်တဲ့သဲတွေကိုရခိုင်ပြည်နယ်အတွင်းမှာရေတိတော်မြို့နယ်အငူမော်ကမ်းခြေနဲ့ မောင်တော်မြို့နယ်အလဲတန်းကျော်ကမ်းခြေရွေအပြင်မန်အောင်မြို့နယ်ရဲကျွန်းကျောက်ဖြူမြို့နယ်မင်းမြင့်ကြီးရွာနဲ့လင်းမိုက်ခန့်အကွာကမ်းခြေရွေမှာလည်းတွေ့ရှိရတယ်လို့သိရကြပါခင်ဗျာအခုဆက်လက်ပြီးကချင်တိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါမြမဆိုးရတက်က KIO ကချင်လူမျိုးရေးဖွဲ့ကိုကြီးချောင်းလေးချောင်းနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အကြောင်းမြမဘာသာစာတန်းထုတ်ပြီးတင်ပြထားပါတယ်ရှင် ဒီပြောင်းရမယ်အရဖေးချင်းပေါ့တီဗီကနာဘူဂရက်စ်ပန်ဒိုင်းဒီဘနာရှိကန်ကန်ချနေတဲ့ဆီယာပေါ့ကန်အောင်ဘုံတန်ချမပူဖဲခရမ်လမ်ဒီလမ်ခုနာပကြလမ်ချင်ပေါ့ဆန်နိုင်လမ်အလောက်ကြီးတန်တန်နိုင်จึงพอมุ่งตัวกระจาเมียนอสุยาจับเทกใหญ่องพอมุ่งนันชนพงษ์ดับรันวิจันพินไงในนิ่งนี้เจนเจนให้เจนเมียนอสุยาจับกอบใหญ่องกินจอเลยสาเพกบาจิกทิมกษัตริย์ลำกลอตเซรี ดิฉันบอกคุณสัญญาก่อนนะในซาเจดังชินด้วยกองไงแกจับนิเพจเฮลิคอปเตอร์มุจฉนกสัตว์มันปุ่งลีก่อนนะโรเก็ตจากสนันนี้กับนาผมจะขับปุ่นในลำนี้ชินิชกุงนากระลองไงรึไปและไส้มังงาและไส้คนอันยงนิเทมงลังเชลังอุ้งช่วยนันากับปุ่นงาเสร่ในสรานีบอกเรานาในซาเจแกจับนิไงนำสันกระจองน้าลงขยาบุม ပုံရေပုံအကြမ်းရံတဲ့ပုံပြန်ပုံမိတာရယ်ဒီစင်ဘာဆူရှိယာရှိမီပွိုင်းစ်နဲ့ဆိုင်စ်နဲ့ချီလငိုင်းပုံရေပုံကြဲခပ်ခန်ပို့စ်ကပါဖဲအစူရတပ်မီဇင်းတူဆိုင်ရယ်ရေတင်ဒိုင်ပုံတဲ့ဖြန်ကွန်ပိုင်လူချက်ခရာကြဲရင်ခပ်စင်တော်နေလမ်းချေလွိုင်း ยันฮะซอนแกโอเพและจานนักสัตย์สัตว์วันนี้อนยูชาเพียงมิสามุสัตว์พูเอ็นเอฟซีก็จันวารีปลดงายชินีดาวชปราไลกาเจจัดจับนิคับตัดเสรีดาวายูเอ็นเอฟซพื่ออนยูชาลงนักไปพงชิ่งไงเจพอชปนตอนเรียันฮะซอนหุ่มอุพงงายไรงายแกงโอเพและจานนักสัตย์สัตว์วันก็อุพงยงเพสัตชิมิตวาลายโยชได้ลำเรีงงานนาสุนตอนไี้ ်ဘိုင်နာမချန်ရတ်တုခရင်နာဖြီးချင်နိုင်လာမမတတိုင်ကြောထုံးမြတ်ပြင်ဝနာအရီဖရီမခါကောအစွေရချက်အမြင်နဲ့ဆွေတပ်ထာရှာလစ်ကလစနာရေငါနာ UNFC တောက်တာစတီချောတော်နေရေ January from Lia Shini Minnesota ဘိုက်ထောင်တောင်းလိုက်ကထားကော KIO ဖဲ Detention ဥပုံ Terrorist School နာ Rush Kun Tinglun တော်နေရေ တိုင်ရမ်ကြောင့်မူချင်းမူရှာနီယာဆုတ်ကန်တဲ့အစောက်ရှိမလမ်ခွန်စာခွန်ဝါရှိမလမ်ငါနမ်တူတဲ့ဘူကာကင်နာစင်ဆာမီပြောဝါနမ်တူတိနံခွန်တိနံကောမကိုင်ခူနာကိုယဲလူဖြန်ဆာတဲ့မတိုင်ချမ်ရိုင်ရှဲရဲလမ်ဆုနိုင်ပိုင်ဖြန်တပ်ကြဲလာငိုင်းထားမှုတမ်တော်ဖြန်တပ်ကိုဖြန်ကွန်ဖက်စတန်ထရမ်စတိစကာတဲ့ကလောငိုင်းရှေရေငါနာစွန်းတော့နိုင် indai ten machina de ju pcg simsa lam tam phung ko namu asuya kya ho za krang lam mpung lam che la cha nam chen pok sa dai phe ning khap ai lam january prom sim ya chini dau lai cash po ta se re တိုင်တောက်တာကဲအိုကိုခုံကောနာကကရန်နာလက္ခဏအုံတုံဒန်တင်နာရဆောင်ရလမူလွိုင်းတတိုင်မူဖုံကောကပ်နာမုံစာပုံပန်ဖောင်းဒဝန်တိကလောယနာမတူငွေမိတ္တဆပ်ပေရှာမူလွိုင်းလမ်စုနေရီတိုင်ရင်ကျဆူရကောမချန်နဝန်စခရင်ထ ோம் မုံစာပုံပန်ဖောင်းလောဝန်ဝဲကလောချန်ဇာနာရီလမ် PCG စင်ဆာလမ်တံဖုံကောနာလချင်းတနေရီ ဒေဘနာရှိကလမန်ဖဲဒေကောပူတင်တဆိုင်ယောမီတောဆောင်ပါဒီညတော့ RFA ရုပ်မြင်သံညာအစီအစဉ်တွေလည်းဒီမှာရင်ပြည့်စုံပါပြီခင်ဗျာကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်